Donald Trump အရှုံးပေးရပြီ။တရုတ်ကတင်သွင်းတဲ့ကွန်ပျူတာစမတ်ဖုန်း chips နဲ့ solar panel တွေကို အခွန်145ရာခိုင်နှုန်းမကောက်ဘဲ10ရာခိုင်နှုန်းသာကောက်တော့မယ်လို့ Trump ကကြေညာလိုက်ပါတယ်။တရုတ်နဲ့ American Trade War မှာ Trump ဘက်ကစတင် short ပေးလိုက်ရတာဖြစ်ပြီးရှေ့လျှောက်တရုတ်ကအသာစီးကနေကစားဖို့ပဲရှိပါတော့တယ်။ခေတ်ဆက်ဆက်မှာအမြဲတရုတ်ကိုအသာစီးရယူထားခဲ့ပေမဲ့အခုမှတရုတ်ကို ပြန်ကြောက်နေရတဲ့မရေပဲကျွဲပြဲစီးတဲ့ Trump ကြောင့် အမေရိကန်ရဲ့ဂုံတိုက်ခါလဲပုံမူကြဆင်းလာဖို့ပဲရှိပါတော့တယ်။ EU သာဆုံခွာသွားရင်အမေရိကန်ရဲ့ခက်ခက်ပြီးဆုံးမှုဖြစ်သွားနိုင်ပါတယ်။တရုတ်နိုင်ငံကအခုအမေရိကန်ကိုရှားပါတတ်ထုတချို့မပို့တော့ဘူးလို့ကြေညာလိုက်ပါပြီ။ဒီတတ်ထုတွေထဲမှာစီမီကွန်ဒက်တာတွေ၊စစ်လက်နက်ပစ္စည်းတွေမှာအသုံးပြုတဲ့ဂါလီယန်၊ဂျာမနီယန်နဲ့အန်တီမိုနီတို့လိုတတ်ထုတွေပါဝင်ပါတယ်။ဒါဟာဝါရှင်တန်နဲ့ပေကျင်းအကြကကုန်သွယ်ရေးစစ်ပွဲမှာတရုတ်ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုပါ။ ဒီလအစောပိုင်းမှာပဲသမ္မတထရမ့်ကနီးပညာကုမ္ပဏီကြီးဟာဝေးကိုအမေရိကန်ကုမ္ပဏီတွေနဲ့ကုန်သွယ်ခွင့်တားမြစ်လိုက်ပါတယ်။အမေရိကန်အစိုးရကိုထောက်လန်းဖို့ဟာဝေးရဲ့နီးပညာကိုအသုံးပြုနိုင်တယ်ဆိုတဲ့စိုးရိမ်မှုကြောင့်ပါ။အခုတော့ရှားပါတထုတွေရဲ့အဓိကထုတ်လုပ်ရောင်းချသူဖြစ်တဲ့တရုတ်နိုင်ငံကသူ့ရဲ့စီးပွားရေးအော်ဒါလွှမ်းမိုးမှုကိုပုံမှန်မြင့်တင်ဖို့အရေးကြီးတဲ့ကုန်ကျန်းတွေရဲ့တင်ပို့မှုကိုကန့်တက်လိုက်ပါပြီ။စစ်ပွဲရဲ့အန်ရီရဲ့အရှိဆုံးအချိန်တုန်းကအရှေ့ပြားဒေသကပူဇော်တူကသူ့စစ်သားတွေကို ရန်သူဘယ်မှာလဲသိကြရင်တိတ်ဆိတ်တဲ့နေရာကိုကြီးလို့ပြောခဲ့ပြီးပါတယ်။အခုလည်းကမ္ဘာအခင်းကျင်းမှာအဲ့ဒီလိုတိတ်ဆိတ်မှုတစ်ခုရှိနေပါတယ်။ဒါပေမဲ့ဒါဟာမုံတိုင်းမကြမီကငြိမ်သက်မှုပါပဲ။တရုတ်ကစပွဲပေါ်မှာတိမ်တိမ်မွေ့မွေ့လက်တင်ထားပါတယ်။သူရဲ့နိုင်ငံရေးအရာတိုးလောင်ထားတဲ့ရှားပါတတ်ထုတွေပေါ်မှာနောက်ထပ်တော့တချောင်းခတ်လိုက်ပါတယ်။အပေါ်ယံမှာကြည့်ရင်သေးသေးလေးလို့ထင်ရပေမဲ့နောက်ကွယ်မှာတော့ကြီးမားတဲ့ရင်ဆိုင်မှုတစ်ခုရဲ့အတန်တွေပဲ့တင်ထပ်နေပါပြီ။ဒါဆိုတရုတ်က ဘာကြောင့်အခုလိုခြေလှမ်းကိုလှမ်းလိုက်တာလဲအမေရိကန်ကဘာကြောင့်ထိတ်လန့်သွားရတာလဲဒီတိတ်ဆိတ်မှုကနေပေါ်ထွက်လာမဲ့ကမ္ဘာအစည်းအဝေးတစ်ကဘလို့ပုံစံမျိုးဖြစ်လာမှာလဲဒီအချိန်မှာအမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲပုံမူပြင်းထန်လာတဲ့အခါခြေတန်းရောက်လာတဲ့အရေးကြီးဆုံးအရာတွေထဲကတစ်ခုက ရှားပါတက်ထူနေပါပဲအမေရိကန်ကတရုတ်ကုန်ပစ္စည်းတွေပေါ်အခွန်သက်သာခွင့်အသစ်တွေကျင့်သုံးလိုက်တဲ့အတွက်တုံ့ပြန်တဲ့အနေနဲ့ ပေကျင်းကဒီရေးပါတဲ့တပ်ထုတွေရဲ့တင်ပို့မှုကိုကန့်တတ်ဖို့ဆုံးဖြတ်လိုက်တာပါတရုတ်ရဲ့ဒီခြေလှမ်းကကာကွယ်ရေးနဲ့နီးပညာကဏ္ဍတွေမှာအထူးစိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်ဧပြီလ၄ရက်နေ့မှာပေကျင်းကကြေညာလိုက်တဲ့တင်ပို့မှုကန့်တတ်ချက်တွေဟာလက်နက်တွေအီလက်ထရောနစ်ပစ္စည်းတွေပြက်စစ်ကားတွေနဲ့စားသုံးကုန်ပစ္စည်းများတော်မှာအသုံးပြုတဲ့ dressing တွေရဲ့တင်ပို့မှုကိုကန့်တတ်လိုက်တာပါ Smarian, Gardolinian, Tabian, Diprosian Ludidian, Scandian နဲ့ Iberian ဆိုတဲ့ရှားပါးတတ်ထု dressing ခုနှစ်မျိုးကိုအခုတရုတ်ကတင်ပို့မှုထိန်းချုပ်စီးရင်လည်းထည့်လိုက်ပါပြီ။အကျယ်ချဲ့ကြည့်ရင်တရုတ်ဟာကမ္ဘာရှားပါးတတ်ထုထုတ်လုပ်မှုရဲ့80ရာခိုင်နှုန်းနဲ့ပြုပြင်ထုတ်လုပ်နိုင်စွမ်း90ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပါတယ်။ American မှာတော့အလုပ်လုပ်နေတဲ့ရှားပါးတတ်ထုမိုင်းတစ်ခုပဲရှိပြီးပြုပြင်ထုတ်လုပ်မှုအတွက်တရုတ်ကိုပဲမိခုံနေရသေးပါ။ ဒါအပြင် Lockheed Martin, Tesla နဲ့ Apple လိုကုမ္ပဏီကြီးတွေကလည်းတရုတ်ကနေတိုက်ရိုက်ဝယ်ယူနေကြပါတယ်။ကျွမ်းကျင်သူတွေအဆိုအရတရုတ်ဟာဒီကန့်သက်ချက်တွေကိုနီးပြူဟာအရချမှတ်ထားတာပါ။တရုတ်ရွေးချယ်ထားတဲ့ dressing တွေဟာ American စီးပွားရေးရဲ့အဓိကအစိတ်အပိုင်းတွေကိုပြစ်မှတ်ထားတာဖြစ်ပါတယ်။ပေကျင်းကတခါတည်းတားမြစ်တာမျိုးမလုပ်ဘဲတင်ပို့လိုင်စင်တွေကိုကန့်သက်ခြင်းဖြင့်ထိရောက်တဲ့ပို့ဆောင်ရေးအခက်အခဲတွေဖန်တီးနေတာပါ။ Adamax Intelligence အကြံပေးကုမ္ပဏီရဲ့တည်ထောင်သူ Ryan Castillo ကဒီခြေလမ်းဟာတောင်ကိုရီးယားနဲ့ဂျပန်လို အခြားရင်းမြစ်တွေကိုလိုအပ်ချက်တိုးစေမယ်လို့ထောက်ပြထားပါတယ်။ဒါပေမဲ့အခုချိန်မှာတရုတ်အပြင်ဘက်မှာရှားပါတထုထုတ်လုပ်နိုင်တဲ့မြန်မာ၊လာအိုနဲ့ဘရာဇီးကဆာရာဗာဒီဆိုတဲ့နိုင်ငံအနေငယ်ပဲရှိပါတယ်။ဒါဆိုတရုတ်ရဲ့တင်ပို့မှုကန့်သတ်ချက်တွေကိုဝါရှင်တန်ကဘာကြောင့်ထိတ်လန့်သွားရတာလဲ။ အမေရိကန်အစိုးရမှရှားပါတတ်ထုတိုးလောင်မှုအကန့်အသတ်နဲ့ပဲရှိနေတာကြောင့်ပါဒီတိုးလောင်ထားတဲ့ပမာဏတွေကကာဝယ်ရေးလိုကြီးမားတဲ့စက်မှုကဏ္ဍတွေအတွက်လုံလောက်မှုမရှိပါဘူး RDX Honeywell Boeing နဲ့ GE လိုကုမ္ပဏီကြီးတွေဟာတရုတ်ရဲ့ထောက်ပံ့ရေးကွဲဆက်ပေါ်မှီခိုနေရတဲ့အတွက်ဒီမေရယာမှုတွေကြားမှာတိတ်ဆိတ်နေကြရပါတယ် Las Vegas အခြေစိုက် MB Materials က တရုတ်ရဲ့ဒီလှုပ်ရှားမှုကိုအမေရိကန်ရဲ့စက်မှုလုံခြုံရေးနဲ့အမျိုးသားလုံခြုံရေးအတွက်အဆုံးမအဆုံးထောက်ပံ့ရေးခွင့်ဆက်တစ်ခုလိုအပ်နေကြောင်းရှင်းလင်းတဲ့အချက်ပြမှုလို့သတ်မှတ်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Phoenix Tailing လို့ပြန်လည်သုံးစွဲမှုကိုအဓိကထားတဲ့လုပ်ငန်းတွေကသူတို့ရဲ့ထုတ်လုပ်မှုစွမ်းရည်ကိုအစမတန်မြင့်တင်ဖို့ကြီးမားနေကြပါတယ်။ဒီဖြစ်စဉ်တွေကြောင့်အမေရိကန်ကရှားပါတတ်ထုကုမ္ပဏီတွေရဲ့ Stock Share တွေမှာပြင်းထန်တဲ့အတက်အကျတွေဖြစ်ပေါ်ခဲ့ပါတယ်။ USA Red အတည့်ရဲ့ Stock တွေတက်နေချိန်မှာ MP Materials ရဲ့ stock တန်ဖိုးတွေကျဆင်းသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းတရုတ်ကနေရှားပါတထုပြုပြင်ဆက်ပစ္စည်းတွေဝယ်ယူနေရတဲ့ကုမ္ပဏီတွေအတွက်အဓိကဆက်ပစ္စည်းတွေရောက်ဖို့စိုးရိမ်မှုတွေတိုးပွားလာနေပါတယ်။ Advanced Magnet Lab ရဲ့ဥက္ကဋ္ဌ Waldy Sandy ပြောသလိုဆိုရင် တကယ်စိုးရိမ်စရာကဒီကုံတွေရေးတင်းမာမှုတွေပုံမနှဆိုင်လာနိုင်တာပါပဲ။ဒီဖြစ်စဉ်တွေရဲ့အရေးအောက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဧပြီလ9ရက်နေ့မှာ တရုတ်ကအမေရိကန်ပေါ်ပြန်လည်ကျင့်သုံးနေတဲ့အခွန်တိုးမြှင့်မှုတွေကိုကျုံသိမ့်မပေးဘူးဆိုရင်တရုတ်ပေါ်ပုံမတင်ကျတဲ့အစီအမံတွေချမှတ်တာကြောင်းပြခဲ့ပါတယ်။တရုတ်ကမျက်စိတွေပေါ်အပိုခွန်90ရာခိုင်နှုန်းထပ်တိုးကျင့်သုံးမယ်လို့ထရမ့်ကပြောကြားခဲ့ပြီးကုန်သွယ်ရေးစစ်ပွဲအတွင်းတင်းမာမှုတွေကိုပုံမမြင့်တက်စေခဲ့ပါတယ်။ထရမ့်ကတရုတ်နဲ့ဆွေးနွေးမိနိုင်မှုအားလုံးကိုရပ်ဆိုင်းသွားမယ်လို့လည်းပြောကြားခဲ့ပြီးအမေရိကန်နဲ့ဆွေးနွေးဖို့တောင်းဆိုထားတဲ့အခြားနိုင်ငံတွေနဲ့ဆွေးနွေးမှုတွေကိုချက်ချင်းစတင်သွားမယ်လို့ကြေညာခဲ့ပါတယ်။ ဝါရှင်တန်ဟာသူ့ရဲ့အာရုံကိုအခြားကုန်သွယ်ဘက်နိုင်ငံတွေစီလှည့်သွားမယ်လို့လည်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီကြေညာချက်တွေကတရုတ်နဲ့အမေရိကန်ကြားစီးပွားရေးရင်ဆိုင်မှုတွေမကပဲကမ္ဘာထောက်ပံ့ရေးကွင်းဆက်တွေတိစောက်ထားတဲ့နှုတ်နယ်တဲ့ဟန်ချက်ညီမှုတွေကိုပါထပ်မံအလင်းပြလိုက်သလိုဖြစ်သွားပါတယ်။ရလတ်အနေနဲ့ရှားပါတတ်ထုဒရက်စင်တွေဟာသူတို့ရဲ့နာမည်နဲ့မလိုက်အောင်ဒီစစ်ပွဲရဲ့ဗဟိုချက်မှာရှိနေပါတယ်။ဒီဒရက်စင်တွေဟာတကယ်တော့ကမ္ဘာတဝန်းမှာအတော်လေးပေါများပါတယ်။ ဒါပေမဲ့သူတို့ကိုပြုပြင်ထုတ်လုပ်ဖို့ကုန်ကြစရိတ်များပြီးတဘာဝပတ်ဝန်းကျင်ဗဟုကြီးမားတဲ့တက်ရောက်မှုတွေရှိပါတယ်။ဒါအပြင်ရှားပါတတ်ထုတွေဟာခေတ်မီနည်းပညာတွေအတွက်အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။စမတ်ဖုန်းတွေ၊လျှက်စစ်ကားတွေကနေလေအားလျှက်စစ်တာပိုင်တွေ၊ကာကွယ်ရေးစနစ်တွေအထိကျယ်ပြန့်တဲ့အသုံးချမှုတွေမှာသုံးစွဲနေကြတာပါ။ဥပမာတာဘီယန်နဲ့ဒီပရိုစီယန်တို့ဟာလျှက်စစ်ကားမော်တာတွေနဲ့ပြန်လည်ပြည့်ဖြူးမြဲစွမ်းအင်စနစ်တွေမှာအသုံးပြုတဲ့ စွမ်းအားဖြင့်တန်လိုက်တွေထုတ်လို့ရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါဗျ။ဒီ dressing တွေရဲ့ထောက်ပံ့ရေးကွင်းစားမှာအနှောက်အယှက်တစ်ခုခုဖြစ်ရင်ကမ္ဘာနည်းပညာနဲ့စွမ်းအင်ကဏ္ဍတွေအတွက်ပြင်းထန်တဲ့ပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။2010ခုနှစ်တုန်းကတရုတ်နိုင်ငံကဂျပန်နဲ့ဖြစ်ပွားခဲ့တဲ့အကြက်တဲကာလမှာရှားပါတထုတင်ပို့မှုတွေကိုကန့်သတ်ခဲ့တဲ့ဖြစ်ရပ်ကဒီ dressing တွေကိုပထဝီနိုင်ငံရေးလက်နက်အဖြစ်အသုံးချနိုင်တယ်ဆိုတာရှင်းရှင်းလင်းလင်းသက်သေပြခဲ့ပါတယ်။ ယူနန်ပြည်နယ်မှာလက်တလောရှာဖွေတွေ့ရှိခဲ့တဲ့တန်ချိန်တက်တမ105တန်းရှိတဲ့တိုးလောင်မှုအစ်စ်ကဒီကြီးစိုးမှုကိုပုံမအားကောင်းစေခဲ့ပါတယ်။ဒီအောင်မြင်မှုကိုဘယ်လိုရရှိခဲ့တာလဲဆိုတော့1980ပြည့်လွန်နှစ်တွေမှာတရုတ်အစိုးရကရှားပါတပ်ထုလုပ်ငန်းအစ်စ်ကိုတင်ပို့မှုအားပေးမှုမူဝါဒတွေနဲ့ပံ့ပိုးခဲ့ပါတယ်။တပ်ထုဒုဖော်ရေးကုမ္ပဏီတွေအတွက်ကုန်ကျစရိတ်တွေတိတိတသားကျဆင်းသွားပြီးတရုတ်ဟာလုံအားကဈေးနှုန်းချိုသာမှုနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာစီးမင်းတွေညော့ရဲနေတဲ့အတွက် ကမ္ဘာဈေးကွက်မှာအခြေချနိုင်ခဲ့ပါတယ်။1985မှာတန်ချိန်6500ပဲထုတ်နိုင်ခဲ့ရကနေ1995မှာတန်ချိန်4800အထိတိုးတက်လာခဲ့ပါတယ်။1990ပြည့်လွန်နှစ်တွေမှာပေကျင်းကနိုင်ငံခြားကုမ္ပဏီတွေကိုဓာတ်ရိုက်တက်ထုတူးဖောက်ပဲတားမြစ်ခဲ့ပြီးပူးပေါင်းလုပ်ငန်းတွေပဲလုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ဒါဟာတရုတ်ကုမ္ပဏီတွေကိုနိုင်ငံခြားနည်းပညာတွေရရှိသိပြီးတဖြည်းဖြည်းနဲ့နိုင်ငံခြားပြိုင်ဆိုင်မှုတွေကိုရှော့ချနိုင်ခဲ့ပါတယ်။ အထူးရောက်ဆုံးမူဝါဒကတော့တင်ပို့မှုအကန့်အသတ်ပြီးပါပဲ1999ခုနှစ်ကစပြီးတရုတ်ကတဖြည်းဖြည်းချင်းအကန့်အသတ်တွေချမှတ်ခဲ့ပြီးကုန်ကျန်းစာ ပြုပြင်ထားတဲ့ပစ္စည်းတွေတင်ပို့မှုအားပေးခဲ့ပါတယ်တရုတ်နိုင်ငံက2010မှာရုတ်တရက်တင်ပို့မှုအကန့်အသတ်ကို38ရာခိုင်နှုန်းလျှော့ချလိုက်တဲ့အခါဘာတွေဖြစ်သွားသလဲရှားပါးသတ္ထုဈေးနှုန်းတွေစာပေါင်းများစွာခုန်တက်သွားပြီးကမ္ဘာ့စက်မှုလုပ်ငန်းတွေကိုလန့်စရာဖြစ်စေခဲ့ပါတယ် ဒီဖြစ်စဉ်အတွင်းမှာပဲတရုတ်ဟာလေအားလျက်စစ်တာပိုင်တွေ hybrid car တွေနဲ့အစိမ့်မြင့်နည်းပညာပစ္စည်းတွေမှာသုံးတဲ့တန်လိုက်လိုအရေးပါတဲ့အစိပ်ပိုင်းတွေထုတ်လုပ်နိုင်ကန်းကိုပုံမအားကောင်းလာစေခဲ့ပါတယ်2019ခုနှစ်မှာဆိုရင်တရုတ်တနိုင်ငံတွေကကမ္ဘာရှားပါတတ်ထုတင်ပို့မှုရဲ့52ရာခိုင်နှုန်းကျော်ကိုပိုင်ဆိုင်ထားပါတယ်အဓိကဝယ်လက်တွေထဲမှာဂျပန်အမေရိကန်နယ်သာလန်တောင်ကိုရီးယားနဲ့အီတလီတို့ပါဝင်ပါတယ် လန်တနန်နဲ့တာဘီယန်တို့ဟာတရုတ်ရဲ့အဓိကတင်ဖို့တဲ့ dressing တွေထဲမှာပါဝင်ပါတယ်။အထူးသဖြင့်လန်တနန်ဟာ hybrid car battery တွေမှာကြည်ကြဲပြန့်ပြန့်သုံးနေတာကြောင့်ထင်ရှားပါတယ်။ဒီလိုလွှမ်းမိုးနိုင်တဲ့အခြေအနေကပေကျင်းကိုကမ္ဘာထောက်ပံ့ရေးခွင့်ဆက်တွေပေါ်နိုင်ငံရေးအရကြီးမားတဲ့အသာစီးရနေပါတယ်။ဒါပေမဲ့ဒီလိုလွှမ်းမိုးမှုတွေကြောင့်နိုင်ငံတကာကပြန်လည်တုံ့ပြန်မှုတွေလည်းရှိခဲ့ပါတယ်။2012ခုနှစ်မှာ American ဥရောပသမဂ္ဂနဲ့ဂျပန်တို့က WTO မှာတိုင်ကြားခဲ့ပါတယ်။ 2014ခုနှစ်မှာအမှုရှုံးနိုင်ပြီးနောက်တရုတ်က2015ခုနှစ်မှာတင်ပို့မှုအကန့်အသတ်စနစ်ကိုဖျက်သိမ်းလိုက်ပါတယ်။ဒီခြေလန်းကကမ္ဘာဟန်ချက်ညီမှုအတွက်အရေးပါခဲ့ပါတယ်။အခုခါမှာတော့တရုတ်ဟာဒီကဏ္ဍမှာတဘာဝပတ်ဝန်းကျင်ကာဝေးရေးနဲ့ထိရောက်မှုတွေကိုအဓိကထားတဲ့ပြုမြင်ပြောင်းလဲမှုအသစ်တွေစတင်လှုပ်ဆောင်နေပါပြီ။ဒါပေမဲ့အရင်ကလှုပ်ဆောင်ခဲ့တဲ့နိုင်ငံရေးဗျူဟာမြောက်ခြေလန်းတွေကြောင့်ကမ္ဘာရှာပါတတ်ထုဈေးကွက်မှာအခြားမလွှမ်းမိုးနိုင်သေးတဲ့ခေါင်းဆောင်တအူးဖြစ်နေသေးပါ။ ဒါဆိုအမေရိကန်တရုတ်ကုန်သွယ်ရေးဆက်ဆံရေးမှာအရေးပါတဲ့တက်ထူရီရဲ့အခန်းကဏ္ဍကဘာလဲအမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးပြိုင်ဆိုင်မှုမှာအရေးပါတဲ့တက်ထူရီဟာစီးပွားရေးအရသာမကနိုင်ငံရေးပြူဟာရပါအသုံးတည့်တဲ့လက်နက်တစ်ခုဖြစ်လာပါတယ်။ Electronic ကနေပြန်လည်ပြည့်ဖြူးမြဲစွမ်းရည်တွေကာဝေးရေးကနေဉာဏ်ရည်တုအထိဒီအရေးပါတဲ့အရင်းမြစ်တွေဟာစူပါပါဝါနှစ်ခုကြားပြိုင်ဆိုင်မှုရဲ့အဓိကတော့ချက်ဖြစ်လာပါတယ်။ လီဒီယန်ကိုပေါ့နဲ့ရှားပါတတ်ထုလိုအရေးပါတဲ့တတ်ထုတွေရဲ့ထောက်ပံ့ရေးခွင့်ဆက်မှာအနှဲငယ်လေးပဲဖြစ်ဖြစ်အဟံတားဖြစ်ရင်ကမ္ဘာနီးပညာနဲ့စက်မှုလုပ်ငန်းကြီးတွေလှုပ်ခတ်သွားနိုင်ပါတယ်။ဒါကြောင့်နိုင်ငံတစ်ခုလိုဟာလုံခြုံတဲ့ရေရှည်တည်တဲ့အရင်းမြစ်တွေရဖို့ကိုပိုင်ထောက်ပံ့ရေးလမ်းကြောင်းတွေထူထောင်ဖို့ပြင်နေကြတာပါ။ဒီနေရာမှာတရုတ်ရဲ့လွှမ်းမိုးမှုက ရှင်းရှင်းလင်းလင်းသိသာနေပါတယ်။တရုတ်ကထောက်ပံ့ရေးခွင့်ဆက်ရဲ့အဓိကစိတ်ပိုင်းကို ထိန်းချုပ်ထားပြီးတန့်စင်တဲ့နီးပညာမှာလည်းသိသာတဲ့အသာအသီးရှိထားပါတယ်။ အမေရိကန်ဘက်ကတော့ဒီဟန်ချက်ကိုဖြိုခွင်းမှုမိခုံမှုရှော့ချမှုနဲ့ကိုပိုင်ထုတ်လုပ်မှုတိုးမြင့်မှုပြည်ရင်းစီမံကိန်းတွေနဲ့နိုင်ငံတကာပူးပေါင်းမှုတွေကိုအားကိုးနေပါတယ်။ဒီပြိုင်ဆိုင်မှုရဲ့နောက်တစ်ဖက်မှာနည်းပညာအသာစီးရယူရေးလည်းပါဝင်နေပါတယ်။ 5G, Quantum Computer, လျှက်စစ်ကားနဲ့ဉာဏ်ရည်တုလို level တွေဟာဒီရေးပါတဲ့တက်ထူတွေမရှိရဲမတိုးတက်နိုင်ပါဘူး။ဒါကြောင့်ဒီတိုက်ပွဲဟာတက်ထူတွေအတွက်တောင်မကအနာဂတ်နည်းပညာတွေအတွက်ပါဖြစ်နေတာပါ။ နိုင်ငံအနေနဲ့လုံခြုံရေးစိုးရိမ်မှုတွေကလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အမေရိကန်ကတရုတ်ပေါ်မိခိုမှုကိုလုံခြုံရေးအန္တရာယ်တစ်ခုအနေနဲ့မြင်နေပြီးတရုတ်ကလည်းသူ့ရဲ့နိုင်ငံရေးကြီးမန်းချက်တွေနဲ့မကိုက်နေတဲ့နိုင်ငံတွေစီကတင်သွင်းမှုတွေကနေကာကွယ်ဖို့ကြိုးစားနေပါတယ်။စွန့်ရင်တန်တန်တွေစီကူးပြောင်းရေးနဲ့အတူဒီတပ်ထူတွေပေါ်လိုအပ်ချက်ဟာနေ့စဉ်တိုးပွားလာနေပါတယ်။ဒါကကုန်သွယ်ရေးစစ်ပွဲကိုပုံမိုလ်ရှုပ်ထွေးစေပါတယ်။ အမေရိကန်ကတန်ရှင်းတဲ့စွမ်းရည်အတွက်အရေးပါတဲ့တက်ထူတွေမှာတရုတ်ပေါ်မှီခုံမှုလျှော့ချဖို့အစီအမံတွေချမှတ်နေပါတယ်။ဒီအစီအမံရဲ့အဓိကအချက်တွေကတော့တက်ထူဒူဖော်ရင်နယ်မြေသစ်တွေဖွင့်လှစ်ခြင်း၊ပြန်လည်အသုံးပြုတဲ့နည်းပညာတွေကိုရင်းနှီးမြှုပ်နှံခြင်း၊ပြည်ရင်းထုတ်လုပ်မှုကိုပံ့ပိုးခြင်းတို့ဖြစ်ပါတယ်။ပြည်ရင်းမှာသာမကဩစတြေးလျ၊ကနေဒါနဲ့ဥရောပနိုင်ငံတွေနဲ့ပူးပေါင်းမှုတွေကလည်းထောက်ပံ့ရေးကွင်းဆက်တွေကိုမျိုးစုံဖြစ်အောင်လှုံ့ဆော်နေပါတယ်။ Mineral Security Partnership MSP နဲ့ Quad Critical Minerals Partnership လို့အစီအစဉ်တွေစတင်ခဲ့ပါတယ်။တတူတိုက်ကြွယ်သွားတဲ့ Australia ဟာဒီဖြစ်စဉ်မှာ American ရဲ့အဓိကမဟာမိတ်ဖြစ်လာပါတယ်။ဒီပြောင်းလဲမှုကိုဘယ်လိုပံ့ပိုးနေသလဲဆိုတော့ Trump နဲ့ Biden အစိုးရနှစ်ရက်စလုံးဟာတူညီတဲ့ရည်မှန်းချက်တွေစီကာလအလိုက်ခြားနားတဲ့နည်းလမ်းတွေနဲ့ချီတက်နေကြပါတယ်။ Trump လက်ထက်မှာပြည်ရင်းတပ်ထုဒုဖော်ရေးလုပ်ငန်းတွေကိုအားပေးပြီးပြည်ရင်းထုတ်လုပ်မှုတိုးမြှင့်ကတင်သွင်းမှုမှီခုံမှုရှော့ချဖို့ဦးတည်ခဲ့ပါတယ်။ ဘိုင်နန်ကတော့တရုတ်ပေါ်မိခုန်မှုကိုတိုက်ရိုက်ဖြေရှင်းဖို့ပုံမတီးကြတဲ့ဟူအရာတွေချမှတ်ခဲ့ပါတယ်။အမိတ်ဂျွန်နာသာ2019 chips နဲ့သိပ်ပံအပ်ဥပဒေငွေကြေးဖောင်းပွားမှု short chain အပ်ဥပဒေတို့ဟာတီရဲတတ်ထုထုတ်လုပ်မှုကိုအားပေးတဲ့အရေးပါတဲ့ဥပဒေတွေဖြစ်လာခဲ့ပါတယ်။ကုန်သည်ဝင်ကြီးဌာနကလည်းစံသစ်တီထွင်မှုနဲ့ကမ္ဘာလုံးဆိုင်ရာပူးပေါင်းမှုတွေပေါ်အခြေခံတဲ့ဂျူဟာတစ်ခုရေးဆွဲခဲ့ပါတယ်။ဒါတွေဟာထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးအတွက်အရေးပါတဲ့ခြေလှမ်းတွေဖြစ်ပြီး ထုတ်လုပ်မှုတွေမကဘဲစွမ်းရည်လုံခြုံရေးနဲ့ဤပညာလွတ်လပ်ရေးအတွက်ပါအရေးပါပါတယ်။ Trump လက်ထက်ကတင်သွင်းကုန်အခွန်တန်ဖိုးမြင့်မှုတွေနဲ့တဘာဝပုံဝင်ရေးဆိုင်ရာစီမင်းလျှော့ပေါ်မှုတွေကတတ်ထုတူဖော်ရေးရင်းနှီးမြှုပ်နှံမှုတွေကိုအားပေးခဲ့တယ်။ Title Something နဲ့ ADVN လို့ရှိပြီးသားအစီအစဉ်တွေကိုလည်းပြည်တွင်းထုတ်လုပ်မှုဘက်ကလှည့်ခဲ့တယ်။ဒီမူဝါဒတွေရဲ့ယူရချက်ကတရုတ်ကနေအရေးပါတဲ့တတ်ထုတွေရဲ့အရင်းအမြစ်ပေါ်မှီခိုမှုကိုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ပါ။ ဒါပေမဲ့ American တခုလည်းမဟုတ်ပဲကမ္ဘာတဝိုင်းကနိုင်ငံတွေလည်းအလားတူပြူဟာတွေချမှတ်နေကြပါတယ်။ဥရောပသမဂ္ဂကပြည်ရင်းစွမ်းရည်တိုးမြင့်နေချိန်မှာမက္ကဆီကိုအင်ဒိုနီးရှားနဲ့ချီလီလိုနိုင်ငံတွေကသူတို့ရဲ့တင်ရန်သာတာတွေအပေါ်ထိန်းချုပ်မှုတင်းကျပ်လာနေပါတယ်။ဒါကနိုင်ငံတကာပူးပေါင်းမှုရဲ့အရေးပါမှုကိုထပ်မံအလင်းပြလိုက်သလိုပါပဲ။ဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ပူးပေါင်းမှုတွေဟာစီးပွားရေးဖွံ့ဖြိုးမှုကိုသာမကတင်ရန်သာတာလုံခြုံရေးကိုပါတိုးမြှင့်ပေးနိုင်ပါတယ်။ အခုခါမှာထောက်ပံ့ရေးကွင်းဆက်ခံနိုင်ရည်ရှိမှုဟာရွေးချယ်စရာမဟုတ်တော့ပဲလိုအပ်ချက်တစ်ခုဖြစ်နေပါပြီ။တရုတ်ရဲ့ Guardian, Germanian နဲ့ Graphite တင်ပို့မှုကန့်သတ်ချက်တွေက American view ဟာဘယ်လိုအရေးပါလဲဆိုတာကိုပြသနေပါတယ်။ American ကအခွန်တိုးမြင့်မှုရင်းနှီးမြှုပ်နှံမှုနဲ့မဟာမိတ်ဖွဲ့မှုတွေနဲ့တုံ့ပြန်နေပါတယ်။ဒီဖြစ်စဉ်တွေအလုံးကတယန်သာတာစစ်ပွဲတွေဟာကမ္ဘာအဆင့်မှာအသစ်သောရှုထောင့်တစ်ခုကိုရောက်ရှိနေပြီး American ရဲ့ရေရှည်စီးပွားရေးတည်ငြိမ်မှုနဲ့ ရေရှည်တည်တဲ့နဲ့စွမ်းရည်ရည်မှန်းချက်တွေနဲ့အညီဖြစ်ပေါ်နေတယ်ဆိုတာကိုပြသနေပါဗျ။ American ဟာတရုတ်ပေါ်မိခုံမှုရှော့ချဖို့ခိုင်မာတဲ့ခြေလှမ်းတွေလှမ်းနေပါဗျ။ဒီအချက်ကြောင့်တရုတ်ရဲ့ရှားပါတထုတင်ပို့မှုကန့်သတ်ချက်တွေဟာကမ္ဘာအင်အားချိန်ဝင်ရှောက်ကိုပြန်လည်ပြင်ဆင်နိုင်တဲ့အလားအလာရှိနေပါဗျ။ဒီလှုံ့ဆော်မှုရဲ့နက်ဆိုင်နဲ့တက်ရောက်မှုတွေဟာစီးပွားရေး level တွေမှာကပဲနိုင်ငံရေးဗျူဟာနဲ့နှီးပညာ level တွေမှာပါရှိနေပါဗျ။ အမေရိကန်နဲ့အခြားနိုင်ငံတွေဟာဒီအခြေအနေသစ်ကိုဘယ်လိုလိုက်ရောညီတွေဖြစ်အောင်လုပ်ကြမလဲအခြားထောက်ပံ့ရေးလမ်းကြောင်းတွေရှာဖွေခြင်းနဲ့ဤပညာလွတ်လပ်ရေးအတွက်ကြိုးပမ်းမှုတွေကဘယ်လိုပုံစံနဲ့ဖြစ်ပေါ်လာမလဲအနာဂတ်မှာဘယ်လိုကမ္ဘာပြိုင်ဆိုင်မှုမျိုးတွေကျွန်တော်တို့ကိုစောင့်ကြည့်နေမလဲဒီမေးခွန်းတွေရဲ့အဖြေတွေဟာလာမယ့်ကာလတွေမှာပုံဖော်လာကြမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်